Manchester United ရဲ့ကြေပြောလာတဲ့ striker list ထဲမှာထပ်ပြီးတော့ပါဝင်လာတဲ့ကစားသမားတွေအကြောင်းကိုဒီဗီဒီယိုမှာအဓိကဆွေးနွေးပြသွားမှာဖြစ်ပါတယ်နော်။ဘောလုံးမရဘူးစားဖို့တန်းစိတ်ချတဲ့ website တစ်ခု share နေရဆိုလို့ရှိရင်တော့ Mavet ရှိပါတယ်။ Mavet ဆိုလို့ရှိရင် OneSpot လိုပဲ Korean account ဖွင့် Korean ငွေသွင်းငွေထုတ်ပြလွှင့်နေတာဖြစ်ပြီးတော့ကောင်းဖွင့်မယ်ဆိုလို့ရှိရင်ပုံကုတ်999ကိုအသုံးပြုပြီးတော့ 100% bonus ကိုလည်းရယူနိုင်ပါပြီ။အသေးသေးကတော့ first comment မှာချပေးထားတဲ့ Telegram channel နဲ့ Viber number တွေအနေနဲ့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါလိမ့်ခင်ဗျာ။အားလုံးမင်္ဂလာပါ။ဒိုင်းနဲ့တမန် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့ပတင်းနေမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ striker နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ update ဖြစ်လာတာကျွန်တော်တွေ့ရတယ်။ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ striker market မှာကျွန်တော်တို့စိတ်ဝင်စားတာဒီ your crush ကပြီးတော့ကျွန်တော်တို့ဒီ IKDK ဒီနှစ်ယောက်ပဲကျွန်တော်တို့ရှိတဲ့အနေထားနေပြီးတော့ဘူးလက်ရှိကျွန်တော်တို့ဒီ striker list ကဆိုလို့ရှိရင်နည်းနည်းလေးကျွန်တော်တို့ဒီ ို့ပြီးတော့ကျွန်တော်ထပ်ပြီးတော့ရှင်းလာတယ်ပေါ့နော်ဆိုတော့အဲဒါကကျွန်တော်ကောင်းလင်ချက်လားဆိုရဲချက်လားဒါတွေကိုကျွန်တော်နောက်မှကျွန်တော်ဆွေးနွေးသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်ဒီအသင်းရဲ့တိုက်စစ်ပြင်းပတ်တွေတရားဖြစ်တဲ့ AKDK နဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရအောင်ပေါ့နော်ကျုပ်ကအကြီးကြီးပတ်သက်ပြီးတော့ရိုမနိုရဲ့ကျော်ပရိုဂရက်ဆစ်တမှာဆိုလို့ရှိရင်ကျွန်တော်ဒီ fret fat ပေါ့နော် fret fat ကရိုကျော်တန်းတရာတတ်မှတ်ထားတယ်သူရဲ့တန်ကြီးကိုပေါ့နော်ဆိုတော့အဲဒီလိုမျိုးကျွန်တော်ဒီပေါ့နော်ရိုတန်းတရာဆိုတဲ့အနေထားမှာဆိုလို့ရှိရင်เนาะကျွန်တော် Manchester United နဲ့ striker position အတွက်တန်းတရာဒီ တုံးဖို့အတွက်သူတို့မှလုံးဝကျွန်တော်တို့ plan မရှိဘူးပေါ့နော်ဆိုတော့တကယ်လို့ကျွန်တော် Frankfurt ဘက်ကသာဈေးချတာမျိုးဒါမျိုးမှကျွန်တော်မရှိဘူးဆိုလို့ရှိရင်တော့ United ကကျွန်တော်ဘလုံနီးနဲ့မှကျွန်တော်တို့အဲဒီ Academy ကိုကြိုးပမ်းမဲ့အချိန်မှမရှိဘူးပေါ့နော်ဆိုတော့အဲဒီသူကတော့ကျွန်တော်လီဗာပူးတင်းနေပြောရင်လည်း Academy ကိုကျွန်တော်ပြောထားတာဆိုတော့လက်ရှိကျွန်တော်ဒီလီဗာပူးကလည်း sorry တဲ့က Academy ကိုသူစိတ်ဝင်စားတယ်အဲဒီပေါ့နော်အခုလက်ရှိလီဗာပူးစောင့်နေတာကသူတို့ကျွန်တော်ဒီ Darwin Nunes ရဲ့ဒီ Napoli အပြောင်းရွှေ့ ဖြစ်မြောက်ရေးကိုတို့ဆောင်နေတကယ်လို့ကျွန်တော်တို့ဒီနာပိုလီနဲ့အဝင်းနက်စ်သဘောတူညီရသွားပြီဆိုလို့ရှိရင် AKDK ကိုတို့လိုက်မှာဒီလိုလိုက်မယ်ဆိုတဲ့အခြေအနေမျိုးဆိုလို့ရှိရင်ယူတန်တရာဆိုတဲ့ပမာဏတစ်ခုကိုအဲဒီပေါ့နော် Frankfurt ကလုံးဝတင်းခံထားရတယ်ဆိုလို့ရှိရင်လုံးဝခွန်နိုင်ရရှိတဲ့အတင်းဒီ Liverpool ကျွန်တော်ဖြစ်သွားပြီပေါ့နော်ဆိုတော့အဲဒီတူတယောက်ထွက်တဲ့တင်းထွက်တာမဟုတ်ဘူးပေါ့လေတခြားသောကျွန်တော်တိုက်စစ်တင်လာမှရင်ညာရင်တင်းထွက်တဲ့ Liverpool က E set တို့လည်းကျွန်တော်တင်းထွက်တယ်ဆိုတော့ အဲဒီပါရီဆက်ပြလာမျိုးကျွန်တော်ကြည့်ရမယ်တရားတစ်ခုက AKDK အတွက် favorite တက်မှတ်ထားတဲ့ယူတန်းတရားကို United ပေးချေနိုင်ခြင်းလုံးဝမရှိဘူး United ကလည်းကျွန်တော်ဒီဘောနော်အခုလက်ရှိ MU ရဲ့အပြောင်းအရွှေ့မှာကျွန်တော်ထင်ထားထပ်ပို့ပြီးတော့ငွေကုန်ကြေးကြတယ်ကျွန်တော်ပုံများလာကိုကျွန်တော်ရှိတယ်ပေါ့ဒီတကြောင်လို့ MU ခေါ်ဖို့ United တို့ကလူမျိုးကျွန်တော်ငွေကုန်ကြေးကြခံပြီးတော့ကျွန်တော်ဒီလုံးဝ confident ရှိရှိပေါ့နော်ကျွန်တော်ရအောင်ခေါ်မယ်ဆိုတဲ့အချိန်မျိုး confident ရှိနေတာဖြစ်ပြီးတော့အဲဒီဘောနော် striker နေရာအတွက်ကိုတော့ အငွေတွေအများကြီးကျွန်တော် invest လုပ်ဖို့အတွက် plan ထားခြင်းကျွန်တော်မရှိဘူးပေါ့နော်ဆိုတော့ဒီကြောင့်မလို့ equity ကလေးမျိုးယူတန်းတရားနဲ့ကစားသမားတယောက်ကိုအတင်းကကျွန်တော်ခေါ်ဖို့ကတော်တော်လေးကျွန်တော်ဖြစ်နိုင်ကြီးနည်းတယ်ဆိုပြီးတော့ပြောထားပါတယ်ဆိုတော့ equity နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးဟိုသဘောကျတဲ့ကစားသမားတယောက်ဒါပေမဲ့ဒီ fraud fight ရဲ့ price tag ကကျွန်တော်ယူတန်းတရားဆိုတဲ့အခြေအနေမျိုးကတော်တော်တော့ကျွန်တော်များတယ်ပေါ့နော်ဆိုတော့အဲဒီပေါ့နော်အခုမှကျွန်တော်တို့ဒီအဲဒီခြေစွမ်းပြလာတဲ့ကစားသမားတယောက်ဖြစ်တယ်တကယ်ကျွန်တော် high ceiling ရှိရတော့မှန်တယ်ဆိုပေမဲ့ယူတန်းတရားဆိုတဲ့အနေထားတော့တော်တော်ကြီးတော့ကျွန်တော်များတယ် တော့အဲဒီဘနအခုလက်ရှိအနေထားမှာဆိုလို့ရှိရင်လည်းအတင်းဘက်ကဒီတန်တရားနဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်လို့ဖို့ plan မရှိဘူးဆိုတော့ AKTK ကအတိုင်းအတာတစ်ခုဒီကျွန်တော်တို့လုံးဝကျွန်တော်မေးလိုက်လို့ရနေတာတစ်ခုမှကျွန်တော်ရှိပါတယ်ဗောနော်ဆိုတော့ဒါက AKTK နဲ့ပတ်သက်ပြီးတော့ပါနောက်ထပ်ကျွန်တော်တို့ဒီအသေးရင်ကျွန်တော်ဒီ striker list ဆီမှာထပ်ပြီးတော့ပါလာတဲ့ကစားသမားတယောက်က Aston Villa ရဲ့ကစားသမားဖြစ်တဲ့ဒီတိုက်စစ်ကစားသမားဖြစ်တဲ့ Oliver Watkins ဗောနော်ဆိုတော့ အဲဒီရိုမာရီကျော်ဖော်ပြချက်တွေမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကလွန်ခဲ့တဲ့ကျော်3ရက်လောက်ကဆိုလို့ရှိရင် အက်စတိုမီလန်ထံကိုအိုလီဝါကင်းစ်နဲ့ပတ်သက်ပြီးတော့ဒီဘလောက်အခြေအနေဘယ်လိုရှိလဲဆိုတာကိုကျွန်တော်စုံစမ်းအမေးအမြန်းမှုတချို့ကျွန်တော်တို့ပြုလုပ်ခဲ့တာကျွန်တော်ရှိတယ်။အဲလက်ရှိကျွန်တော်ဒီအိုလီဝါကင်းစ်ရဲ့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အသက်ကကျွန်တော်29နှစ်ကျော်ရှိပြီးစာချုပ်ကကျွန်တော်2028အထိကျွန်တော်ကျန်သေးရဖြစ်တဲ့ကြောင့်လို့3နှစ်ကျော်ကျန်သေးတယ်။ဆိုတော့ဒီအိုလီဝါကင်းစ်ပတ်သက်ပြီးတော့ကျွန်တော်စုံစမ်းခဲ့တယ်ပေါ့နော်။ကျွန်တော် ဒီအခုလက်ရှိကျွန်တော်တို့ဒီ Aston Villa စီကနေပြီးတော့ကျွန်တော်တို့အဲဒီမှာနှိုင်းလို့ရတဲ့ကစားသမားတွေတော့ကျွန်တော်ရှိဒါပေမဲ့တို့ဒီပေါ့နော်ကျွန်တော်တို့ဒီ FFB ဘာညာကြောက်တာတို့ကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ကစားသမားအယောင်းတွေတော့ပို့တိုးနေတာဒီနေရာမှာအဲဒီပေါ့နော်ကျွန်တော်တို့ဒီကိုသမားဖြစ်တဲ့ Emery Martinez ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတိုက်စစ်ကစားသမားဖြစ်တဲ့ Oliver Kingstone နဲ့ကျွန်တော်တို့သတင်းတွေကျွန်တော်ထွက်လာတဲ့အချိန်တွေမျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ United ကလည်းကျွန်တော် striker လူနေတဲ့အချိန်တွေမျိုးမှာတကယ်တကယ်ကြီးကိုကျွန်တော်တို့ဒီ Oliver Kingstone ပတ်သက်ပြီးတော့ Aston Villa ထံကိုကျွန်တော်မေးမြန်းခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ အဲဒီပြောင်းရွှေ့တဲ့ပတ်သက်ပြီးတော့ brother တို့ပြင်ကြတယ်ဗောနော်ကျွန်တော်ကတော့အရင်ကြီးသဘောကျရင်လည်းမပါဘူးဒါဒါပေမဲ့သူကတော့ကျွန်တော်ဒီပြောရမယ်ဆိုလို့ရှိရင် working ကျွန်တော်ကောင်းခဲ့တာက2023 24ရာသီရပဲပြီးခဲ့တဲ့ရာသီရ Oliver Gaines ကဘာမှမဟုတ်ဘူးဗောနော်ဒီ John Duran ရှိရောဆိုလို့ရှိရင် John Duran နောက်မှာပဲသူကစားရတာဗောနော်ဆိုတော့အဲ့လိုကြီးကျွန်တော်အချိန်ကြီးကောင်းနေတယ်ပါမပါဘူးဗောပြင်ဒါပေမဲ့ကျွန်တော်ဒုတိယရာသီဘက်မှာတော့မဆိုးဘူးလို့ကျွန်တော်ပြောအောင်ပထမရာသီဘက်ကတော့တိုင်မဲ့တယ်သူကလည်းကျွန်တော်ဒီ injury ပါရရတာလေကျွန်တော်ပါတယ်ဗောနော်ဆိုတော့ ဝကင်ကကျော်29နှစ်ပြန်သီးလားအသက်29နှစ်ဆိုတာကအဲကျော်အသင်းမှာကျော်သုံးလို့ရမယ်ဆိုလို့သူကစားတဲ့ type ကကျော်သုံးလို့ရမယ်ဆိုလို့ရှင်တော့မနက်နေ့သုံးနေပဲပြဒီနေ့ထားကိုကျော်ဒီ market value ကအခုလက်ရှိကျိုးတန်းလေးတည်းရှိတယ် and ဒီစာချုပ်3နှစ်ကြန်လာနဲ့ဘာနဲ့ဆိုလို့ရှင်တော့ကျော်ဒီဘောနအနည်းဆုံးကျော် isomila ဘက်ကနေပြီးတော့ပေါင်တန်း40အနေကျော်ဆက်ပြီးတော့ကျော်တောင်းနေမယ်50လောက်တော့ကျော်တွားဖို့မရဘူးပေါင်တန်း50လောက်ထိကျော်ကုန်ကြနိုင်တဲ့အခြေအနေမျိုးမှာတော့ကျော်ရှိနေတယ်ဗောနဆိုတော့ပေါင်တန်းဒီထားပါပေါင်တန်း50ဆိုလို့ရှင်တော့ကျော် review 1060နောက်ကျော်ကတ်သွားပြီ တော့ဒီပြောင်းခြင်းနဲ့ပတ်သက်ပြီးတော့အတင်းဘက်ကကျွန်တော်တို့ဆက်ပြီးတော့စောင်ရွက်ဖို့ရှိမလားဗောလေဒါကတော့ကျွန်တော်တို့အဆောက်ကြည့်ရမှာဖြစ်တယ်ထပ်ပြီးတော့ကျွန်တော်တို့ဒီနောက်တစ်ဆင့်ကျွန်တော်တို့ထပ်ပြီးတော့တက်မလားအဆိုမီလာနဲ့ဆွေးနွေးတာဘယ်သမှဖြစ်သူနဲ့သဘောတူညီဝေရှားယူတာတို့ဒါမျိုးတွေကျွန်တော်ဆက်လုံမလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရအောင်မယ်နောက်ကြိမ်မှာတော့ကျွန်တော်တို့ဒီအဒီဘောနလုံးဝကျွန်တော်တည်ချာတဲ့တည်င်းဒါတော့ကျွန်တော်ဗာလက်စလိုယူနိုက်တက်ကအဆိုမီလာထံကို Oliver Gaines ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့စုံစမ်းခဲ့တာမျိုးတွေကျွန်တော်ရှိတယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ ။ Oliver Kings ရဲ့အကြောင်းရှိကကျွန်တော်တို့ဒီ United နဲ့ဖြစ်မဖြစ်ဆက်လက်ကြောင်းစောင့်ကြည့်ရမှာခြေရင်းမျိုးပါ။နောက်ထပ်ကျွန်တော်တို့ဒီအဲဒီဘာလို့ Romano ကျော်ထပ်ပြီးတော့ဖြည့်ပြီးတော့ပြောထားတဲ့အထက်မှာဆိုလို့ရှိရင်အဲဒီ NSA ရဲ့ကစားသမားဖြစ်တဲ့အဲဂျွန်ဂျူရာပေါ့နော်ဆိုတော့ဂျွန်ဂျူရာဆိုလို့ရှိရင်ကျွန်တော်ဒီ AS Mila ကနေပြီးတော့ပြီးခဲ့တဲ့ကျွန်တော်ဒီ Winter Transfer မှာအဲသူကျွန်တော်တို့ဒီပေါ့နော်အဲဒီ NSA ကိုသူပြောင်းသွားတယ်ပေါ့နော် NSA ကိုပြောင်းသွားတယ်ဒီလိုချင်းနေမျိုးမှာအဲကျွန်တော်အခုလက်ရှိဒီ NSA ဘက်ကနေပြီးတော့ကစားသမားဖြစ်သူကိုကျွန်တော်အားချဖို့အတွက်စီစဉ်နေရ ဒီစဉ်နေရာပေါ့နော်ဒီနေ့ထားမှာ Manchester United ကဂျွန်ဒူရန်ကိုဒီပေါ့နော်နှံသူ့ရဲ့ကြောင့်လောခလာစာအပြည့်ကိုကျွန်တော်တို့ပေးပြီးတော့အသင်းကိုကျွန်တော်အငားနဲ့ခေါ်ဖို့အတွက်ကျွန်တော်တို့ဒီအဲဒီလှုပ်လှုပ်ခဲ့တာမျိုးတွေကျွန်တော်ရှိတယ်ပေါ့ဒါပေမဲ့ level ဘာကြောင့်မှကျွန်တော်မသိရဘဲနဲ့ညလက်ကဒီအပြောင်းရွှေ့ကနေချက်ချင်းကျွန်တော်တို့နောက်ဆုံးလိုက်တယ်ဆိုပြီးကျွန်တော်တို့သိရတယ်ဒီနေရာမှာကျွန်တော်ဂျွန်ဒူရန်ရဲ့လာစာကအဲဒီပေါ့နော်ညားနေလို့လားပေါ့ဒါမှမဟုတ်ကျွန်တော်တို့ဒီအငားပြောင်းရွှေ့ကြီးပေးရမှာညားနေလို့လားပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ အဲ့ဒီမတိရတဲ့အခြေအနေမျိုးပါဘူးမနကူရန်လည်းကျွန်တော်ပြောသွားတာမျိုးမရှိဘူးဒီကြားတစ်ခုကဂျွန်နူရန်အတွက်ဒီအန်နာဆန်ထိုင်ဖို့ကျွန်တော်တို့ဒီပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ငားနဲ့ခေါ်ခြင်းနဲ့ဆိုတဲ့ဟာမျိုးတွေတို့အဲအလုပ်လုပ်ခဲ့တယ်ဒါပေမဲ့လည်းပဲအဲဘာအကြောင်းကြောင်းမှမသိပဲနဲ့ဂျွန်နူရန်အကြောင်းရှိရနေပြီးတော့ချက်ချင်းကျွန်တော်တို့နောက်ဆုတ်လိုက်တယ်ဆိုပြီးကျွန်တော်တို့သိရတာဖြစ်ပါတယ်ဆိုတော့အခုလက်ရှိအခုလက်ရှိအနေထားမှာဆိုလို့ရှိရင်တော့ဂျွန်နူရန်ကကျွန်တော်တို့ဖီနာဘာဂျီကိုသူရောက်သွားပြီ ဖိနာပါချင်တဲ့ကျွန်တော်ဟီဝီပိုးသွားဖြစ်တဲ့တည်းကမှကျွန်တော်လည်းပြောင်းရွှေ့ကြကျွန်တော်ဆက်ဖြစ်လာဖို့နော်အဲဒီပါနော်ကျွန်တော်တို့ဒီဆက်ဖြစ်လာဖို့ရှိသေးလားအပိုင်းနဲ့အပိုင်းသုံးနေညော်နေတဲ့တွေအတွက်ကတော့အပိုင်းတစ်ဆက်သိမ်းပါမယ်နော်ကျွန်တော်ပြီးပါပြီဖိနာပါချီကိုကလာမကကျွန်တော်အငှားနဲ့ကျွန်တော်ရှောက်သွားပါပြီဆိုတော့ဖိနာပါချီကလည်းသူ့ရဲ့လောကလာတာကိုအပြည့်အဝကျွန်တော်တာဝန်ယူမဲ့အခြေအနေမျိုးမှာကျွန်တော်ရှိပါတယ်အဘယ်လိုဖြစ်လို့လဲတော့မသိဘူးတူတူကြီးကလပ်တွေကအမှန်ငံကိုခေါ်နေကြတာနော်အမှန်ငံကိုကျွန်တော်ပတ်စံနေတုံးနေကြတာဆိုတော့အဲ ဆိုတော့ဒါဂျွန်ဒူရယ်နဲ့ပတ်သက်ပြီးတော့ပါဆိုတော့အသင်းကကျွန်တော်ဒီဒီ strike ကကျွန်တော်လှုပ်ရှားမှုတွေမှာတို့လို့ရှိရင်ကျွန်တော်ဒီ Yorkress ရယ်မဟုတ်တော့ပြန်ဆိုတော့ IGDK ဆိုလို့ရှိရင်နောက်ပိုင်းဆိုတော့တင်းကိုမထွက်တော့ဘူးဆိုတော့အခုလက်ရှိကျွန်တော်တင်းထပ်ထွက်လာတော့လာလာကကျွန်တော်ဒီ Oliver King ဆိုလို့ရှိရင် John Duran တို့ဒီလိုကစားသမားတွေနဲ့ကျွန်တော်အဲတင်းကကျွန်တော်ဖတ်လာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်အဲလက်ရှိကျွန်တော်အပြောင်းရွှေ့ခြင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲဒီ Apple ရဲ့အပြောင်းရွှေ့ကိုဒီဘာလို့ Roman လို့လည်းကျွန်တော်တောက်လျှောက်သူပြောနေတယ်ကျွန်တော်ဗာလဲဆိုလို့ရှိရင်ဒီ အယူဟက်တက်ကကြောလုံးဝဒီကစားသမားဖြစ်တဲ့အပြောင်းရွှေ့ကိုလုံးဝရအောင်ခေါ်နိုင်လိမ့်မယ်ဆိုပြီးတော့လုံးဝ confidence ရှိနေတယ်ဆိုတော့ရအောင်ခေါ်လိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ဆိုတော့ဒေးရီရဘလူးရီဖြစ်လာမလဲပြောင်းရွှေ့ကြည့်ရတော့အခုတည်းကကျွန်တော်ပေးနေတဲ့ဟာတွေကမတန်တော့ဘူးပေါ့နော်ပေါင်တန်းကျွန်တော်ဒီအဲဒီဘယ်လိုပြောရမလဲ55တန်း plus ကျွန်တော်ဒီ10တန်းဆိုတဲ့ပုံစံမျိုးအနေထိုင်းမှာအဲမတန်တော့ဘူးပေါ့နော်ဈေးတွေကတော့ကျွန်တော်လုံးဝတန်နေချင်းကျွန်တော်မရှိတော့ဘူးဒါပေမဲ့လည်းပဲအဲဒီအသင်းဘက်ကနေပြီးတော့အခုလက်ရှိ အဲကျွန်တော်ဒီဘောနော striker ခေါ်ယူဖို့ကျွန်တော်ကြံနေသေးတဲ့အနေအထားမှာအဝမူရဲ့ပြောင်းရွှေ့ပြီးတာနဲ့ striker တွေကိုကျွန်တော်စပြီးတော့ကျွန်တော်ခေါ်ရတော့မယ့်အခြေအနေမျိုးမှာဒီစောကြီးကကျွန်တော် list ထဲမှာရှိတဲ့ Yorkres တို့ပြီးလို့ရှင် AKDK တို့အကျွန်စီမတရားများနေတယ်ပါပါလေ Yorkres ဆိုလို့ရှင်သူကကျွန်တော် sporting နဲ့လက်ရှိကျွန်တော်ဒီ အဲ့ဒီအစင်ပြေတဲ့အချိန်မှာမရှိသေးဘူးဆိုပေမဲ့လည်းသူ့ကိုခေါ်မယ်သလို့ရှိရင်တေချာတခုကဒီ Yutan 80 package နဲ့ Sporting ကလောကလမ်းမလို့ဘူးဆိုတော့ Yutan 80လောက်တိကျတော့သွားမယ့်အချိန်မျိုးမှာရှိတယ်ဒီလိုပဲကျွန်တော် AKTK ရဲ့ Yutan 100ဆိုတော့80 100 100ဆိုတဲ့အချိန်မျိုးကျတော့ရှိနေတာဖြစ်တဲ့ကြောင့်မလို့ဈေးနည်းတဲ့အဲ့ဒီ striker market ထဲကိုဒီဘယ်လို Manchester United နဲ့နည်းချီဆက်လာရကျွန်တော်ပြောလို့ရတယ်ဆိုတော့ဘလို့ရှိ Oliver King ဆိုလို့ရှိရင်လည်းဒါကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ အနည်းဆုံးတော့ကျွန်တော်တို့နည်းနည်းသုံးလောက်တော့ကျွန်တော်သုံးလို့ရသေးတဲ့အခြေအနေမျိုးမှာတော့ကျွန်တော်တို့ရှိနေသေးတယ်ပေါ့နော်ဒီအင်္ဂလန်တင်းမှာပဲကြည့်ကြည့်ဒီအစိုးရလာမှာပဲကြည့်ကြည့် Watkins ဘလောက်ကျွန်တော်တို့ဒီပေါ့နော်ကောင်းခဲ့လေဆိုတော့ကျွန်တော်မြင်နိုင်တယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ရာသီကတော့အရင်အကောင်းကြီးတော့မဟုတ်ပေမဲ့ကျွန်တော်တို့ဒီရှိရာသီတွေမှာဆိုလို့ရှိရင်တော့အဲကျွန်တော်တော်တော်လေးသဘောကျတဲ့ striker အဲထဲမှာတော့ကျွန်တော်ပါပါတယ်ပေါ့နော်ဆိုတော့ အဲဒီအခုလက်ရှိကျွန်တော်တို့ဒီ working set ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ် United ကဒီထက်ပိုပြီးတော့ advance ဖြစ်တဲ့ခြေလှမ်းတွေကိုကျွန်တော်တို့စတင်နိုင်လားကျွန်တော်စောင့်ကြည့်ရမယ် John Duran ရဲ့အပြောင်းအရွှေ့ကတော့ကျွန်တော်လုံးဝမဖြစ်နိုင်တော့ဘူး။ဘာမှကကျွန်တော် final card ချိဖို့ရောက်သွားပြီဆိုတော့ working ရဲ့အပြောင်းအရွှေ့ကိုပဲကျွန်တော်နောက်နေ့ရက်တွေမှာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်။အဲအခြေအနေမျိုးပါဒါမှမဟုတ်ကျွန်တော်ဒီနောက်ထပ်ဒီ striker အဲဒီဘောနောကျွန်တော်ဒီတွင်နဲ့ကျွန်တော်တရင်နေကျွန်တော်ထွက်လာနိုင်အောင်မလားဘောနောဒါတွေကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်။ဆိုတော့ အဲဒီဒီဒီလိုမျိုးကျွန်တော်တို့ဒီပေါ့နော် striker အနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းကကျွန်တော်အသက်ငယ်တဲ့ဘက်ကိုသွားချင်တာလားအသက်ကျွန်တော်တို့ဒီတကယ် experience striker ဘက်ကိုသွားချင်တာလားဆိုတော့ကျွန်တော်ကထင်တော့ experience striker ဘက်ကိုပို့ပြီးတော့ဦးစားပေးရလို့ထင်တယ်။ဒါပေမဲ့လူငယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဈေးတန်တဲ့ကစားသမားဟိုကိုယ်အသင်းနဲ့ကျွန်တော်ကိုက်မဲ့ကစားသမားဆိုလို့ရှိရင်တော့ခေါ်ကောင်းလဲခေါ်နိုင်တယ်ပေါ့နော်။ဒါရှိကျွန်တော်အသင်းမှာရှိနေတဲ့ဒီတိုက်စစ်ကစားသမားတွေဆိုလို့ရှိရင်လည်းလူငယ်တွေကြီးပြည့်ဖြစ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကတော့ဒီ experience ရှိတဲ့ တွေ့ကြုံကြုံရင်းချက်တဲ့ဒီ striker ကိုပဲအဓိကခေါ်လိမ့်မယ်လို့ထင်တယ်။ဒီနေရာမှာကျွန်တော် Oliver Kins တဲ့တော့တည်င်းတော့ထွက်လာပြီဆိုတော့ Jan နဲ့ဘသူဒီမန်ကျွန်တော်တည်င်းနေထွက်လာအောင်လဲဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ဆိုတော့ဒါတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေပါဆိုတော့ဘာသာလို့ဘလို့နေကြတယ် comment မှာကိုရောင်းဆွေးနွေးပေးသွားလို့ရပါတယ် channel ကို subscribe လုပ်သေးသူရှိရင် subscribe လုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက် tab video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ